လဲအကိုပြည်တီဦးရဲ့ idea ပါအကိုကဒီလိုလေးလုံးဆိုပြခါအကိုက idea ရပေးခဲ့လို့ဒါတချင်းဆိုတာလဲဒီလိုလေးဖြစ်လာတာပေါ့နော်ไอเดียก้าวก้าวโหดีโลမျိုးป๊าป๊าแม่ๆเนี่ยตะชิ้นโซเลยตลอดแม่ๆပြောတယ်น้าเอซွဲတယ်ဘောเนาะအာအကိုတို့ဟိုအကယ်ဒမီရတယ်ဆိုတဲ့ဟာကြတော့တကယ်ဟိုလေးစားချီးကျူးထိုက်ပါတယ်လို့အကိုတို့ တကယ်ဟိုဟိုပညာပြည့်ရဲ့လူတွေပါလို့ဟုတ်ဘူးဇောနမောနမောအလူဂျေဇယ်ဆရာတော်ပိတ်တာနဲ့ချီပြီးတော့လေးတာပေါ့နော်ဟုတ်ကဲ့အမ်အလုံးမရောအမအဲ့ဒါကိုလေအမအူဝဲကမျက်နှာတစ်ချက်မပြတ်ဘဲနဲ့သူရအောင်ခြုံသွားတယ်အလုံးမကြောင့်မလို့လေဒါကြောင့်ညာခင်ခင်နာနာနဲ့ထွက်လာတာပေါ့နော်ဟုတ်ကဲ့စေတနာစေယောင်ရွှေယောင် ွှေအများကြီးနဲ့မအောမဲနဲ့စက်တီရှိရဲဆိုဘလို့လဲဆိုတာကိုဒါချပြသွားတာပါဟုတ် marketing ဆိုတာချက်ပေါ့နော်အဓိကတော့အဲဒီရွှေဝတ်တဲ့လူတွေကိုပေါ့နော်အဓိကပြချင်တာပါ ရွှေဆိုတာအများကြီးဝတ်တိုင်းလဲမအောပါဘူးပေါ့နော်အဲကိုယ့်ရဲ့စိတ်ချိုင်အခုကျွန်တော်တို့မြန်မာလူမျိုးတွေဆိုသရာတရားအရင်ထက်တန်ကြတယ်အလူတွေလဲလုံးကြတယ်အများဆိုအလူလုံးတဲ့အချိန်မှာဘာဝတ်ရမလဲမသိဘူးဆိုတာကိုဖြစ်တယ်ပေါ့နော်အဲ့လေကျွန်တော်အဲ့ဒီ idea လေးကိုရပြီးတော့ခါကြတော့လဲဒီလိုရိုက်ဖြစ်ခဲ့တာပါ ဟိုဟာပေါ့အဓိကတော့ပေါ့နော်အောင်မြင်နေဆိုတာလဲအားလုံးကိုအလူလုံးတယ်ဆိုတဲ့ဟာလေးကိုအလူတန်းနေကျွန်တော်တို့မြန်မာနိုင်ငံမှာအလူတန်းလုံးရင်ဒီလိုမျိုးရရရရသရတရားအပြည့်နဲ့လုံးတယ်ဆိုတာလေးကိုပြချင်တဲ့အတွက်ကြောင့်မို့ကျွန်တော်ကဒီကြော်ညာလေးကိုကျွန်တော်ရိုက်ခဲ့တာပါကျွေးဟိုဒီထဲမှာပေါ့နော်အဓိကရွှေမုံဝင်မိုးကျဲတယ်ပေါ့နော် ကျဲတဲ့ချိန်မှာလဲဒါကျွန်တော်တို့လူမျိုးကအရန်လှုပ်ချင်တဲ့အရာလေးအဲ့တော့လူတိုင်းဟိုပေါ်တော့ဒီလိုလုံးလုံးနိုင်ပါလုံးနိုင်ပါစေဆိုတဲ့စိတ်ကလေးနဲ့လှုပ်ပေးလိုက်တာပါဟုတ်ဒါကတော့တကယ်ကိုရွှေမိုးဝင်မိုးဆိုရဲအသိနမိတ်အတိုင်းပေါ်တော့ရွှေမိုးကျဲပေးတာပါလူတိုင်းဟိုလည်းမျက်စိရှင်မှာရွှေမိုးတွေမြင်ရတယ်ဆိုကိုယ့်စီရွှေတွေရောက်လာသလိုပဲအဲ့လိုခံစားရအောင်လို့ရွှေမိုးဝင်မိုးကျဲပြတာပါဒီလေးကတော့အရန်ကိုမှပြောပါတယ် မြန်မာလေးရဲ့ရှေ့ရကြိုးစားမှုတွေပေါ့နော်အဲ့ဒါတွေကဟိုရလာထွက်တဲ့အတွက်ကိုလည်းပြင်ပန်းရရင်ပဲပြင်ပန်းရညိုနေတယ်ပေါ့နော်အဲ့တော့မြန်မာလေးရှေ့ရကြိုးစားသလိုကိုကလည်းနောက်ကနေပြီးတော့ကြိုးစားရအောင်မယ်လို့ဒီမှာကျတော့အဓိကကတော့ပေါ့ကျောင်းညာကိုစပြီးရိုက်တဲ့ idea ကတော့အဲဒီဇိုင်နာကိုကြီးမင်းသက်ဆိုင်ရဲ့ idea ပါအကိုကြီးနဲ့အရင်တေချာတိုင်ပင်ပြီးတော့ခါကျတော့ရိုက်မယ်ဆိုတဲ့အချိန်မှလည်း အကိုပြည်သူနဲ့အမအိုဝဲနဲ့အရင်တော့တွေ့ပါတယ်အဲ့မှလည်းတချင်းလေးကလည်းအကိုပြည်သူရဲ့ idea ပါအကိုကဒီလိုလေးလုံးဆိုပြခါအကိုက idea ရပေးခဲ့လို့ဒါတချင်းဆိုတာလည်းဒီလိုလေးဖြစ်လာတာကွန်းတော့အတူတူပဲအကိုဝင်းလင်းထတ်တို့ဆိုရင်အမတို့ကအကိုတို့မတို့ကဖုန်းဆက်ပေးထားတဲ့ခါကျတော့အဲ့လိုကွာအားလုံးအဲ့လိုလုံးဝအားတိုင်းအင်တိုင်းနဲ့တေးတေးချာချာရဲကူးဖြစ်ကြတာပါဒါအဖက်ဖက်ကပညာရှင်တွေပေါင်းလို့လည်းအခုလိုမျိုးဟိုစနစ်တကျနဲ့ချက်တည်ရှိရှိလေးနဲ့ဂျုံညာလေးတစ်ခုထွက်လာတာပါ Ready raw အရင်ကျေးဇူးတင်ပါတယ်လို့အခုအခု idea ကောင်းကောင်းလို့ဒီလိုမျိုးပေါပေါမများများတချင်းဆိုလည်းတော်တော်များများပြောတယ်နားရဲဆွဲတယ်ပေါ့နော်အာအကိုတို့ဟိုအကယ်တမီရတယ်ဆိုတဲ့ဟာကြတော့တကယ်ဟိုလေးစားချီးကျူးထိုက်ပါတယ်လို့အကိုတို့တကယ်ဟိုဟိုပညာရှိတဲ့လူတွေပါလို့ဟုတ်အကိုတို့ကလည်းကျေးဇူးများကြီးတင်တယ်လို့ဟုတ်ကဲ့တော်မင်းရွှေချုံလာကြီးက ဒါကြတော့အဓိကပေါ့နော်ကျွန်တော်စလို့ကလေးဟိုကအမဟုတ်ဝဲရဲ့ကိုတိုင်းနဲ့အရင်ဆုံးတိုင်းပြီးတော့ခါကြတော့မှကျွန်တော်တို့ကိုကြီးမင်းသက်ဆန်ကပတ်တန်ထုတ်ပေးတယ်အဲ့ပေါ်မှာမူတည်ပြီးတော့ခါကြတော့ကျွန်တော်ကကြတော့ကျွန်တော် brain ညညာရှင်နေဝိုင်းရင် brain ဆရာကြီးနေတိုင်းပင်နေတိုင်းပင်ပြီးတော့ခါကြတော့အဲလာချီပြီးတော့ခါကြတော့တည်တည်ချာချာလူအုပ်နယ်ကိုလှုပ်ခဲရတာပါ ဟိုခဏလေးနဲ့လည်းမပြီးတော့ဘူးအဲ့အောင်မှညမ်းအိပ်ဖယ်နဲ့အဲ့လိုမျိုးပေါ့နော်နေရိုင်းနေရိုင်းအဲ့လိုမျိုးတော်တော်လေးကြိုးကြိုးပတ်ပတ်နဲ့လုပ်ခဲ့ရပါတယ်အဓိကဘယ်သူမှမလုပ်ဘူးသေးတဲ့အခါကျတော့အခက်ခဲကြီးလည်းရှိရပါတော့နော်ဒါပေမဲ့ကျွန်တော်တို့ရဲ့ brain ဆရာကြီးတွေကသူတို့ပညာပိုင်းမှာသူတို့ချွန်တဲ့အခါကျတော့သူတို့လုံနိုင်ကြပါတယ်ဟုတ်ကဲ့ဆွေရတော့ပိတ်တာနဲ့ချီပြီးတော့လေးတာပေါ့နော်ဟုတ်ကဲ့အမ် အဲ့လိုမျိုးရောအမအဲ့ဒါကိုလည်းအမအူဝဲကမျက်နှာတစ်ချက်မပြတ်ဘဲနဲ့သူရအောင်ခြုံသွားတယ်အဲ့လိုမျိုးကြောင့်မလို့လေဒါကြောင့်ညာခန်းခန်းနားနားနဲ့ထွက်လာတာပေါ့နော်ဟုတ်ကဲ့လူတန်းတန်းစင်ပေတာတရားချက်တန်းစွာဝိမ့်ဖူးအားလေးရလဲအရင်ချက်တည်းရှည်တာအမဝဲလို့လဲအမတို့ကိုရဲဟိုဒါဝဲပေးလို့လဲဒါဟိုဖြစ်တာအကူနဲ့အမနဲ့ဆိုရင်ဒါဝဲရတယ်ဆိုတော့မကြီးမညူး အထိုင်လိုက်ထားလိုက်ခဏခဏစိနေလဲပြောင်းရတယ်ပေါ့နော်အဲ့ချိန်မှာလဲအမားနဲ့အကိုနဲ့ကလုံးဝတစ်ချက်မှမျက်နှာကိုဟိုမညိုးတော့ဘူးအပီးတီကို professional ဆန်ဆန်နဲ့ရိုက်ခဲ့တာ ဒါကတော့အကိုတို့အမတို့အလုံးပေါ်မှာထားတဲ့ professionalism ပေါ့နော်ဟုတ်ပါဟုတ်ပါတယ်လို့ပြောမှာဒါကတော့အဓိကအကိုမင်းသက်ဆိုင်ကို idea ပါရှင်ချုံလွားကြတော့လေကိုကြီးကပတ်တန်ထုတ်ပေးတာကိုကြီးကဒီလိုလုပ်ရမယ်ဒီလိုလေးဆိုရင်မိုက်တယ်လာတယ်ဒီလိုမျိုးပေါ့စက်တီရှိရှိနဲ့ရွှေအများကြီးနဲ့မအောမဲနဲ့စက်တီရှိရဆိုတာဘလို့လဲဆိုတာကိုဒါချပြသွားတာပါဟုတ်အဲအဲ့မှာဆိုရင်လည်းပေါ့နော်ရွှေသင်္ကန်းဆိုရင်လည်းနော် ဒါကအဓိကတော့ပြချင်တာကြောင့်ကျွန်တော်တို့မာမျိုးတွေလူမျိုးတွေအလူတန်းလုံးတယ်ဆိုရင်သင်္ကန်းတွေကမပါမဖြစ်ပဲလေနော်အခါကျတော့ရွှေသင်္ကန်းသိကက်လဲရရတယ်ဟိုတခြားသင်္ကန်းကက်လဲရကုန်တော့တကယ်လို့သင်္ကန်းကက်တဲ့အချိန်မှာလဲကိုယ့်ရဲ့ အဲ့လိုမိသားစုနာမည်ပဲဖြစ်ဖြစ်လုပ်ငန်းနာမည်ပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးလေးနေနဲ့အဲ့လိုကက်ပြီးတော့လူချင်းလဲရတယ်ကိုလူချင်းနဲ့အမောက်တိုင်းကိုလည်းကျွန်တော်တို့ customize လုပ်ပေးလို့ရပါတယ်လို့ဟုတ်ကဲ့ပစ္စည်းတွေကတော့ဝယ်မှုမှဝယ်လို့ရပါတယ်ရှင်အကုန်လုံးပြသထားပါတယ်ဟုတ်ကဲ့ဟုတ်အဲ့လိုလေးကြားတာရန်ဝန်သားပါပဲစူးစမ်းမှုကိုလည်းတိမတ်ပြုပေးလို့ကျေးဇူးများကြီးတင်ပါတယ်အားလုံးကိုဒီညညမှာအတိကပေးချင်တဲ့ message ကပေါ့နော် အဲကိုကဖះမှာကတ်တဲ့အချိန်ကြရင်လဲရွှေသင်္ကန်းလိုရွှေရည်စားချခွက်တို့အဲ့လိုမျိုးရင်းနဲ့ကတ်ချင်လဲရတယ်အမျိုးမျိုးရွှေကို customize လုပ်ပြီးတော့အာလုံးလို့ရတယ်အဓိကတော့ကိုယ့်ရဲ့ကြည်ညိုမှုအားကိုရွှေနဲ့ပြချင်လဲရတယ်အဲ့လိုစိတ်ချိုက်ဖို့မို့ကြပြင်ရွှေကိုကတ်ထားလို့လဲဖះမှာသာလက်လာပါကောင်းလဲဆိုပြောခါကြတော့ကျွန်တော်တို့ရာယုံကြည်ထားကြတာဆိုတော့ရွှေနဲ့လဲသူတို့သင်္ကန်းလေးကတ်လို့ရပါတယ်ဆိုပြောခါကြတော့စဉ်းစားပြီးတော့လုပ်ဖြစ်တာပါဟုတ်ကဲ့ပါ